အလုံးမမင်္ဂလာပါမမီကေအင်ဂျပန်ပေ့ချ်မှာပြန်လည်ကြိုဆိုပါရစေဒီနေ့ကတော့ခိုင်ကိုဂျပန်ပိုင်းမေကွန်ဟောင်းငါးပုတ်ကိုတင်ပေးသွားမှာဖြစ်ပါတယ်အဲဒီမေကွန်ဟောင်းနေမလောက်ခင်ဆိုလို့ရှိရင်ဒီတင်ရိုးစာအုပ်ထဲမှာပါတဲ့ဂျပန်ပိုင်းပေါ့နော်စာပိုက်တွေပြီးရင်ဖိုတိုဘဘဝဟာရတွေကိုကြည့်ပြီးတော့မှတိုင်ပြီးဆိုတော့မှဒီမေကွန်ဟောင်းနေကိုလိုက်လုပ်ကြည့်ပါနော်အဲဒီဆောင်းမမဖြစ်ခင်လည်းမေကွန်ဟောင်းကိုလေ့ကျင့်တော့အိုဆစ်စမဲလောက်ပါတယ်အဲ့ဆိုရင်ဒီနေ့ခိုင်ကိုဂျပန်ပိုင်းမေကွန်ဟောင်းငါးပုတ်ကို ဖြည့်ကြည့်ပြီးတော့ကိုဘလစာရီကိုပိုင်နေပြီလဲဆိုတာကိုဆန်းစစ်ကြည့်လိုက်ဟာဒီနေ့ဂျပန်မိုင်းမိကွန်းလေးမှာဆိုလို့ရှိရင်တော့အတူလိုက်ချင်းရမယ်မိကွန်းဟောင်း၅ပုတ်ရှိပါတယ်အတူတူဖြည့်ကြည့်ကြမယ်နော်ဒါမိကွန်းဟောင်းနေလုံနေပြီဆိုတော့ဖတ်စာကိုတည်ကြပိုင်နိုင်နေပြီလို့လည်းထင်ပါတယ်အဲ့တော့ကိုဘလောက်ထိစားရနေလဲဆိုတာကိုဒီဆောင်မွေးမဖြစ်ခင်တစ်ချက်ပေါ့နော်မိကွန်းဟောင်းနေလုံပြီးတော့လေးလာဆန်းစစ်တင်ပါတယ်အဲ့တော့ပုတ်စာနံပါတ်၁ပေါ့နော်1番正しい答えをエレンデください ဒါမှန်ကန်တဲ့အရာကိုဗောနော်ရွေးပြီးဆိုပြီးတော့အောက်မှာ1နှစ်3ပေးထားရယ်ဗောနော်ဒီ1နှစ်3နဲ့ကနေပြီးတော့ဒီပုံလေးကိုကြည့်ပြီးတော့ဘာကိုပြောနေတာလဲဆိုတာကိုရွေးပြရမှာဖြစ်ပါတယ်အဲ့တော့အချိန်3စက္ကန့်ပေးပါမယ်ဒီပေါ်တော့1ချိန်နံပါတ်1ရဲ့အဖြေလေးကဒီပုံလေးကဘာကိုပြောနေရလဲဆိုတော့ အီဒိုယောဒီဖူတိုပြောနေရပါတော့အီဒိုယောဒီဖူတိုဆိုတာကဒီလိုမျိုးအဲခန္ဓာကိုယ်ကြီးတယ်ပေါ့နော်ဆောက်ရှောက်ခံအဖို့ဘာတွေဖြစ်ဖြစ်ပေါ့နော်ဒီလိုအဆိုင်ဒီလိုရွှေ့တဲ့ဟာလေးဆိုရင်ဒီလိုစက္ကရိယာသုံးပြီးလို့ရှင်ဒီခိုင်းကောပြည့်စုံဆောက်ရှောက်ရေးဝန်ထမ်းတိတ်ပြီးတော့ဝင်မပြီတော့ဘောနော်ခန္ဓာတိုင်းပိုင်းမဖြစ်တော့ဘောနော်ဒီဟာလေးကရွှေ့တဲ့ဟာလေးပေါ့နော်အဲ့ဒါကိုဘယ်လိုခေါ်လဲဆိုတော့အီဒိုယောဒီဖူတိုလို့ခေါ်ပါတယ်ဒါဆိုတိရဲ့နေ့ရဲ့ဘာလို့မှလဲအတူတူလိုက်ကြည့်လိုက်မယ်နော် တစ်အချိပံဘာပြောထားလဲဆိုတော့အီရိုဆုရအီရိုဆုရဆိုတာကရွေလျားတာကိုပြောတာပေါ့နော်ဒါကဒီပုံကိုပြောတာရွေလျားတာမဟုတ်ဘူးလीနော်အဲ့တော့မှားနေတယ်နောက်နိဗ္ဗာန်ကျတော့အီရိုဒီဖုတိုအီရိုဒီဖုတိုတော့ဟုတ်ပါရဲ့ဒါပေမဲ့ခန်းကြီးရမှန်လားမှားနေလေနော်ခန်းကြီးကမှားနေတယ်အဲ့တော့နံပါတ်1ကမှားအဲနံပါတ်1ကမှားတယ်ဗောနော်ဒါဆိုရင်အဖြေမှန်က3ပါအီရိုယိုဒီဖူတို ါဆိုရင်ခန်းချီပါတခါတည်းအဲလေ့ကျင့်လေ့ကျင့်သွားတာပို့ပြီးတော့အဆင်ပြေပေါ့နော်ဒီမှာဆိုရင်ခန်းချီတူနေပေါ့နော်အော်ခန်းချီတူနေဆိုတော့ဒါဒါလည်းဤရောပဲဒါလည်းဤရောပဲပြရလဲဆိုပြီးတော့ဆောင်းပွဲမှာတူဝင်နေမယ်ပေါ့နော်အဲ့တော့ခန်းချီပါတခါတည်းလေ့ကျင့်သွားတာကပို့ပြီးတော့ကောင်းပါတယ်ဤရောရောရီဖူတိုဆိုပြီးတော့ဒီဟာပေါ့နော်ဒီဆက်ကလေးကိုပြောတာဖြစ်ပါတယ်ရမလားဒါဆိုရင်နောက်ထပ်တစ်ပုတ်သွားလိုက်မယ်နော် နောက်နိဗ္ဗာန်ကြတော့ဘာပြောရလဲဆိုတော့တသရှိခူတာရေကိုအရန်တစ်ခူတာဆိုင်တဲ့ဒီတက်ကနေပြီးတော့၃ထီပေါ့เนาะဒီပုံလေးတဲ့ကနေပြီးတော့ဘာလို့ပြောနေရလဲဆိုတာကိုဖြည့်ပြမှာဖြစ်ပါတယ်အချိန်၃စက္ကန့်ပြပါမယ်ဒါဆိုရင်နံပါတ်2ရဲ့ဒီပေါ့နော်နိဗ္ဗာန်ရဲ့အဖြေလေးကကြာတော့ဒီပုံလေးကဘာကိုပြောနေရလဲဆိုတော့ ဒါဆာရတဲ့လူဆိုလို့ရှိရင်တန်ကနေတန်ကနေကိုတည်ပြတယ်ဗောနော်ဒီပုံလေးကဘာကိုပြောနေရလဲဆိုတော့ဟိုချော့ကီဟိုချော့ကီဟိုချော့ကီဆိုတာကနာချကရိယာပြောဗောနော်နာချကရိယာမှာဆိုရင်ဒီလိုပုံလေးလေးရှိသလိုဒါလည်းပုံတရံဒီလိုပုံတရံလေးလေးရှိရယ်ဗောနော်ပြီးရင်ဒီလိုတိတိလေးလေးရှိရယ်ဗောနော်နာချကရိယာပုံစံမျိုးမျိုးရှိရယ်ဗောနော်ဒါကိုခေါ်တာကဟိုချော့ကီနာချကရိယာလို့ခေါ်ပါတယ်နာချကရိယာဘယ်လိုလူတွေတက်တာလဲနာမကြိုက်လူတွေတက်တာဗောနော် အဲ့ဆိုရင်အချိဘန်နိဘန်ကဘာလို့မှားလဲဆိုတော့အချိဘန်ဟီဆဒန်ဟီဆဒန်ဟီဆဒန်ဆိုတာဘာလဲဆိုတော့စာရေးပြီးတော့ပြောတာပေါ့နော်ဒီစကားမပြောနိုင်နဲ့ ဆောက်ရှောက်ကံအဖို့ဘွားတွေနဲ့ communication ယူရတဲ့ခါကြလို့ရှိရင်ဒီလိုစာရေးပြီးတော့ပြောတာပေါ့နော်အဲ့ဒီဟာကို hesitant လို့ခေါ်ပါတယ်နောက်နိဗ္ဗာန်ကျတော့ဒုက္ခဝဒုက္ခဝဆိုတာက story reading ပေါ့နော်ပုံမြင်ဖတ်ပြတာပေါ့နော်ဒါဆိုရင်စိုင်လားစိုင်ဘူးလीနော်ဒါဆိုရင်ဒီဟာကိုကြည့်လိုက်တာနဲ့ပုံလေးကိုကြည့်လိုက်တာနဲ့အာဒါဟိုချော့ကီနာကြကရိယာကိုပြောနေတာပဲဆိုတာကိုသိရမှာပေါ့နော်ရမလားဒါဆိုရင်ဆက်ပြီးတော့သွားလိုက်မယ်နော်စာမန် ဆမ်းမန်ကပြောလဲဆိုတော့တသရှိခူတာရဲ့ကိုအရန်တက်ခူတာဆိုင်တဲ့ဒီမှာလဲအိုက်တိုင်းပဲမှန်ကန်တဲ့အဖြေကိုရွေးပေးတက်ကနေသုံးသီးသူပြထားရပါတော့ဒီမှာဆိုရင်ဒီပုံလေးကဘာပုံလေးလဲဒါဆိုရင်အချိန်3စက္ကန့်ပြီးမယ်နော်ကဲအလုံးလေးအဖြေလေးကိုရိုက်ကြမယ်လို့ထင်ပါတယ်အဖြေမှန်ကကြတော့1ချပ်အိုမုစညောတိုရီပတ်တိုအိုမုစ နီယိုတိုရီပတ်တိုအိုမုစေဒီဟာကိုအိုမုစလို့ခေါ်ပါနော်အိုမုစအိုမုစဆိုတာတနည်းပြတိုက်ပါပါနော်ပြီးရင်နီယိုတိုရီပတ်တိုဆိုတာကဒါနီယိုပတ်ပါနော်ပတ်ကိုပြောပါနော်အဲနာဆိုရင်နိဗ္ဗာန်နဲ့စမ်းမှန်နဲ့ဘာလို့မှားတာလဲဆိုတော့အတူတူလိုက်ကြည့်လိုက်မယ်နိဗ္ဗာန်ဖိုးတပ်ဘူးတိုရီတဲ့ဒီပုံကြီးကဖိုးတပ်ဘူးတိုရီတဲ့လားပြီးတိုရီတဲ့လားမဟုတ်ဘူးလေနော်ဘိုးတိုင်းမဟုတ်ဘူးလေနော်အဲ့တော့မှားနေတယ်စမ်းမှန်နယောကီ banky co နဲ့မစင် o နဲ့တဲ့ co နဲ့မစင် o နဲ့ဟုတ်လားမဟုတ်ဘူးလေနော်ဒါဆိုလို့ရှိရင်ဒီပုံလို့ကြည်ရနဲ့ဒါအမှတ်ကိုလုံးဝအပြည့်ရနေရမှာနော်အရင်စဉ်းစားစရာမလိုတဲ့ပုံနော်အဲ့တော့ဗာလဲ ichi ban omusu nyo tori patto ရမှာဒါဆိုရင်ရုံးမှန်ကိုတွားလိုက်မယ် ယူမန်ဘာပြောလဲဆိုတော့တသရှိခုတာရဲ့ကိုအရန်ဒေကိုရာဆိုင်မန်ကန်တဲ့ဖြေတစ်ခုယူပြီးပါတဲ့တစ်ကနေပြီးတော့၃ဒီပေးထားတယ်ဟောဒီပုံလေးပေးထားတယ်ဒါဆိုရင်တော့၃စက္ကန့်တော့မကြောက်တော့တွေ့လိုက်တာနဲ့ဘာဆိုတာဖြေနိုင်ပြီနော်ဒါပေမဲ့အချိန်၃စက္ကန့်ပေးပါမယ်အဖြေလေးတူတူတိုက်ကြည့်ရအောင် ဟုတ်ပါတယ်အဖြေမှန်ကနိဗ္ဗာန်ပိုတာဘူဒူတို့ရတဲ့တနည်းအားဖြင့်ပြီးတို့ရတယ်လို့ခေါ်တယ်ပေါ့နော်ပိုတာဘူဒူတို့ရတယ်နော်ဒီဟာပြောပြနော်ဒါကိုပိုတာဘူဒူတို့ရတယ်ဘာလို့သုံးလဲဆိုတော့အင်တာကို အင်တာအထီကိုမသွားနိုင်တဲ့ဆက်ဖြတ်ကန်အဖိုးခွာလေးပေါ့နော်ပြီးသွားလို့ရှိရင်အဲညာဘက်ဆိုလို့ရှိရင်ပို့ပြီးတော့ပို့ဆိုးတယ်ပေါ့နော်အင်တာထီသွားတာကဟိုဘယ်လိုပြောမလဲတုံချီတုံချီနဲ့ဆိုလို့ရှိရင် ချော်လဲနိုင်တဲ့ဖိုးခွာလေးဆိုရင်ဒီပီတိုးကြီးတွေကိုဒီကရင်ဘေးနားမှာထားပေးထားတာတို့နောက်တစ်ခါကျတော့အင်တာ9မိနစ်ချာတက်ခါပေါ့နော်အပေါက်ချင်ချင်မပေါက်ချင်ချင်သွားချင်နေရေပေါ့နော်ဆက်ဖြတ်ကန်အဖိုးခွာလေးဆိုလို့ရှိရင်ဒီကရင်ဘေးနားမှာပေါ့နော်ဒီပီတိုးကြီးတွေကိုပို့တာပို့တိုးကြီးတွေကိုထားပေးထားလို့ရှိရင်ဒါအင်တာထီကသွားစေရ မလို့ပြီးရင်သူသွားချင်ရင်လည်းသွားလို့ရရယ်ပေါ့နော်ဒါအဲ့လိုလူမျိုးတွေအတွက်ဒီဖီတိုရီတဲ့ဘုဒ္ဓဘုဒ္ဓတို့ရဲ့အသုံးပါနဲ့ဒါဆိုရင်အချိပန်သံပန်ဘာလို့မှလဲဆိုတာဒူလိုက်ကြည့်လိုက်မယ်အချိပန်ညိုကီဘန်ကီတန်ညိုကီလားဘန်ကီလားညိုကီစီတော့အိုနောက်တော့ကမစင်တော့အိုဟုတ်လားမဟုတ်ဘူးလေနော်ဘောထဘူးတို့ရည်လေနော်အဲ့ဆိုရင်ချိပန်မားနေတယ်3ပန်အိုမုစညောတိုရီပတ်တော့ ။အုံမှုစဒိုင်ပါညောတူရီပတ်တို့ပတ်ဟုတ်လားဟုတ်ဘူးလေနော်။အဲ့ဆိုရင်ဒီအဖြေလေးရရှင်းတယ်နော်။နိဗ္ဗာန်ဖို့တာဘူးတို့ထွေတဲ့တဏှာဖြစ်ပြီးတို့ရည်လို့ခေါ်ပါတယ်။ရမလား။ဒါဆိုရင်နောက်ဆုံးပုတ်လေးကိုဆက်သွားလိုက်မယ်နော်။ဟောလာပြီ။ကောဗန် ထသရှိခုတားရဲ့ကိုအရန်ဒကူရာဆိုင်တဲ့ဖြေမှန်တစ်ခုလေးကိုယူပြီးပါတစ်ကနေ၃ထိပေးထားတယ်ဒီပုံလေးကဘာလို့ပြောနေရလဲတစ်ကနေ၃ထိရအချိန်၃စက္ကန့်ပေးပါမယ် ်ပါတဲ့အဖြစ်မှန်လေးကညိုခိစီတွာအိုးပေါ့နော်စီတွာအိုးမှာမဒီကဘယ်နှဘယ်နှခုရှိလဲဆိုတော့နှစ်မျိုးရှိရပါတော့ဒီဘက်ကအပြာလေးဆိုလို့ရှိရင်ဒါခန်းကြီးနဲ့ရေးထားတာဒန်းဆဲရောဆိုတာကအမျိုးသားတုံးတာပေါ့နော်ဒီဘက်ကပန်းအောင်လေးဆိုလို့ရှိရင်နော်ဂျောဆဲရောဆိုတာကအမျိုးသမီးတုံးတာပေါ့နော်ဒါဆိုရင်စီတွာအိုးပုံစံကနှစ်မျိုးရှိမှာပေါ့နော်ဒီနှစ်မျိုးလုံးကိုခေါ်တာကညိုခိစီတွာအိုးလို့ခေါ်ပါတယ်ဒါဆိုရင်အဖြစ်မှန်လေးကနိဗ္ဗာန် ါဆိုရင်1 2 3ဘာလို့မှလဲတူတူကြည့်လိုက်မယ်1番ဖိုးတာဘူတူတိုရီတဲ့ဖီတိုရီတဲ့ဟုတ်လားဒါပီတိုရီတဲ့လားမဟုတ်ဘူးလीเนาะအဲ့တော့ပုံလေးနဲ့စာလေးနဲ့တွဲပြီးတော့ရနေမှာဖြစ်မယ်เนาะနောက်တစ်ခုက3番အိုမုစနီယိုတိုရီပတ်တိုဒါပတ်ကြီးလားမဟုတ်ဘူးလေဒိုင်ပါလားမဟုတ်ဘူးလေနော်ဒါဆိုရင်မစင်စားတော့ဘူးအဖြေမှန်က2ဘန် ညောခိစီတိုဖြစ်ပါတယ်စီတိုမှာဘယ်နှမျိုးရှိမလဲဒန်းဆဲရောအမျိုးသားတုံးနဲ့ဂျောဆဲရောအမျိုးသမီးတုံးဆိုပြီးတော့စီတိုနှစ်ဦးရှိမှာနှစ်ခုရှိမှာပေါ့နော်နှစ်ဦးရှိမှာဖြစ်ပါနှစ်ခုရှိမှာပေါ့နော်အဲ့ဒါဘယ်လိုခေါ်လဲညောခိစီတိုလို့ခေါ်ပါတယ်ရမလားကဲအားလုံးပဲဒီပေါ့နော်ရှေ့မှာလုပ်ပြသားတဲ့ဂျပန်ပိုင်းမီဂိုဟောင်းငါဘုတ်ကိုတက်တက်တက်နဲ့ဖြေနိုင်တဲ့လူလဲရှိနေပါတော့တကယ်လို့ဒါလေးအားလုံးမရသေးဘူးဆိုပြီးတော့အ ပြန်ကြည့်မယ်ဆိုရင်လည်းအချိန်ပြီးပါသေးတယ်။အဲတော့နောက်ထပ်လည်းခိုင်ကောဂျပန်ပိုင်းမီကွန်ဟောင်းနေပြီးမြန်မာပိုင်းမီကွန်ဟောင်းနေလောက်တာပြီးလို့ရှိတဲ့အတွက်ကြောင့် channel ကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်။ခိုင်ကောဂျပန်ပိုင်းကိုလည်းအမှတ်တရနဲ့အအောင်မြင်ဖြစ်စွနိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အားလုံးပဲကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေ။